အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့လက်ရှိလောလောဆယ် Middleweight Champion တကြီး Hanser Chima ရဲ့အနေနဲ့သူ့ရဲ့နောက်ထပ် Champion ကပတ်ကောက်ွက်ပွဲကဘယ်တော့လဲပြီးတော့ Bear Fighter နဲ့ရှင်ပြိုင်ထိုးသွင်းသွားတယ်ဆိုတဲ့သုံးသပ်ချက်အကြောင်း Heavyweight Dan Champion ကပတ်လူပွဲပွဲစဉ်ဖြစ်တဲ့ Ton Aspinall နဲ့ Cyril Gane တို့ရဲ့ပွဲစဉ်မှာ Bay Fighter ကနိုင်ယူရရှိသွားတယ်လို့ဆိုရဲသုံးသက်ချက်ပြင် UFC ဖွဲ့စည်းရဲ့ Welterweight Champion နေရာကိုအချိန်တော်ကြာကြီးကြီးစိုးထားနိုင်ခဲ့တဲ့တကယ့်ကို Fighter ချင်းကြီး Kamaru Usman နေနဲ့လက်ရှိလောလောဆယ်မှာနားယူသွားပြီလားဆိုတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့လက်ရှိလောလောဆယ် Middleweight Champion တကြီး Hanset Chimaev ရဲ့အနေနဲ့သူ့ရဲ့နောက်ထပ်ပြိုင်ဘက်ကဘယ်သူဖြစ်သွားနိုင်တယ်လဲသူ့ရဲ့ပထမအဦးဆုံး Champion ကဘယ်ကာကိုပွဲပွဲစဉ်အနေနဲ့ဘယ် Fighter နဲ့ရှင်ပြိုင်ထိုးသက်သွားနိုင်တယ်လဲစတဲ့အကြောင်းအရာကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဟန်ဆက်ဂျင်မာရဲ့အနေနဲ့သူချန်ပီယံကပတ်ရရှိခဲ့တဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ဩဂလ16ရက်နေ့ UFC 319 event ပွဲစဉ်မှာရှင်ပြိုင်ဒုတ်သက်သွားတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဟန်ဆက်ဂျင်မာရဲ့အနေနဲ့သူ့ရဲ့ပြိုင်ဘက် fighter champion Hong Drigat Duplessis ကိုလုံးဝကို dominant အကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်ထိုးသက်ပြသွားတာဖြစ်ပြီးတော့ Drigat Duplessis ကိုခလေးလေးကို လူကြီးကစော့နေတယ်လို့လှုပ်ပြသွားတာဖြစ်ပြီးတော့သူ့အနေနဲ့တော်တော်လေးကိုကျန်းတဲ့ performance နဲ့နိုင်ယူပြသွားတာပဲဖြစ်ပါတယ်။တချို့တချို့သောပရိသတ်တွေကတော့ဟန်ဆက်ချီမားရဲ့ကစားပုံကစားနည်းဟာအဲ့ဒီပွဲစဉ်မှာအင်ပါတမကိုပြင်းစရာကောင်းလာပါတယ်ဆိုပြီးတော့ပြောဆိုကြပေမဲ့ကျွန်တော်လိုမျိုး MMA ပရိသတ်တအုပ်အနေနဲ့ကတော့ဟန်ဆက်ချီမားရဲ့ဟာ Drinker Duplessis လိုမျိုးကျန်းလာပါတယ်ဆိုတဲ့ Champion Fighter တအုပ်ကိုလုံးဝကို level အကွာကြီးစော့ပြသွားတာဟာဆိုလို့ရှိရင်သူ့ရဲ့ကျွမ်းကျင်မှုကို ခေါင်းဆုံးချပြသွားတာဖြစ်ပြီးတော့ MMA အားကစားမှာဆိုလို့ရှိရင် wrestling ရဲ့အရေးပါမှုကဘလောက်တောင်ကြီးမားလဲဆိုတာကိုပြသသွားခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့အဲ့ဒီပွဲစဉ်မှာဟန်ဆက်ချီမားရဲ့အနေနဲ့ Dricket Duplessis ကို UN number decision နဲ့အနိုင်ယူပြသွားခဲ့ပြီးတော့သူဟာ UFC middleweight တန်းရဲ့ champion တစ်တယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီပွဲစဉ်တိုင်းမှာကျွန်တော်အနေနဲ့ခံမှန်းသုံးသပ်ခဲ့တာဟာဆိုလို့ရှိရင် Dricket Duplessis အနေနဲ့ Hanset Chimaev ကိုနိုင်ယူနိုင်လိမ့်မယ်ဆိုပြီးတော့ခံမှန်းသုံးသပ်ခဲ့တာပါ။ဒါအပြင်ထပ်ပြီးတော့ ဟန်ဆက်ချီမရဲ့အနေနဲ့လှုပ်ပြသွားတာပါသူဟာအင်စာကောင်းကောင်းလှုပ်လာခဲ့တာဖြစ်ပြီးတော့သူ့ရဲ့တက်လုံကို၅ကြီးအထိဆွဲဆန့်ထိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင်တက်လုံကောင်းရုံနဲ့မကဘဲနဲ့သူ့ရဲ့ strength ဘိုင်းမှာဆိုလို့ရှိရင်လည်း Dragon Duplex လိုမျိုးလူကောင်ကြီးလှပါတယ်ဆိုတဲ့ fighter ကြီးကိုလှုပ်ပြသွားတာကတော့ပြည့်သက်တွေအမြင်ပဲဖြစ်ပါတယ်။ဆိုတော့ခန်းဆက်ချီမားရဲ့အနေနဲ့လက်ရှိလိုလိုစဉ်မှာ MMA ပွဲစဉ်ပေါင်း15ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့15ပွဲလုံးကိုနိုင်ရရှိထားတဲ့ဘဲဥလုံးဝမကွဲသေးတဲ့ fighter ဖြစ်ပါတယ် သူ့ရဲ့ record တွေမှာဆိုလို့ရှိရင်အလဲထိုးနဲ့နိုင်ယူရရှိထားတာက6ပွဲ submission နဲ့နိုင်ယူရရှိထားတာ6ပွဲ decision နဲ့နိုင်ယူရရှိထားတာ3ပွဲဖြစ်ပြီးတော့သူ့အနေနဲ့ finishing rate ကလည်းတော်တော်လေးကိုကျန်းတဲ့ fighter လို့ပြောရမှာပဲဖြစ်ပါတယ်ဟန်ဆက်ဂျီမားရဲ့ကစားပုံကစားနည်းကတော့ပြိသက်တွေအားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲ wrestling ကိုအခြေခံပြီးတော့ကစားတဲ့ကစားသမားဖြစ်ပြီးတော့သူ့အနေနဲ့ aggressive wrestling လို့ခေါ်တဲ့လုံးဝကိုပောက်ကွဲအားပြင်းပြင်းနဲ့သူ့ရဲ့ပြိုင်ဘက် fighter ကိုလုံးဝဆိုသလို ဖွင့်ပြီးတော့ sorted တဲ့ fighter ဖြစ်ပြီးတော့ striking ဘိုင်းမှာဆိုလို့ရှိရင်လည်း short တက်လို့မရတဲ့ fighter ပေါ့ Hanzhou Chima ရဲ့ဒီ striking ဘိုင်းမှာဆိုလို့ရှိရင်လည်းသူကလက်သီး power ပြင်းတဲ့ကစားသမားဖြစ်ပြီးတော့သူ့ရဲ့ပြိုင်ဘက် fighter တွေကိုအလဲထိုးနိုင်ယူကြခဲ့တဲ့ပွဲစဉ်တွေကလည်းပြိုင်သက်တွေအမြင်ပဲဖြစ်ပါတယ် ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် handset ချီမရဲ့အနေနဲ့လက်ရှိလောလောဆယ်မှာအသက်အရွယ်ပိုင်းရဆိုရင်လည်းအသက်30အရွယ်သာရှိသေးတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီ media weight တန်းမှာအကြာကြီးမင်းမှုနိုင်အောင်မဲ့အနေထားရှိနေတဲ့ fighter တူလည်းဖြစ်ပါတယ်ဆိုတော့ handset ချီမရဲ့ media weight တန်း champion ကပတ်ကိုနောက်ထပ်ဘယ် fighter တွေကရှင်ပြိုင်ထိုးသက်သွားနိုင်လဲဆိုတာကျွန်တော်တို့သုံးသပ်ကြည့်လိုက်ကြရအောင်ပါ လက်ရှိလောလောဆယ် UFC ရဲ့ Middleweight Ranking ကိုကြည့်မယ်ဆိုလို့ရှိရင် Champion က Hanset Chimaev ဖြစ်ပြီးတော့နံပါတ်1နေရာက Dragut Duplessis နံပါတ်2နေရာက Nasrin Amarov နံပါတ်3က Shawn Strickland နံပါတ်4က Ryanear Director ဖြစ်ပါတယ်။အဲ့ဒီထဲမှာမှ Champion စိန်ခေါ်ခွင့်ရနိုင်တဲ့ဒီ Fighter တွေကိုကြည့်မယ်ဆိုလို့ရှိရင် Dragut Duplessis ကမကြေပွဲပြန်လည်ရရှိနိုင်တဲ့နေရာရှိသလို Nasrin Amarov အနေနဲ့ကလည်းလက်ရှိလောလောဆယ်မှာနံပါတ်9နေရာက Cairo Bahro ကိုအနိုင်ယူထားတဲ့အတွက်ကြောင့်မလို့ Champion စိန်ခေါ်ခွင့်ရရှိနိုင်တဲ့နေရာဖြစ်ပါတယ်။ပြီးတော့နံပါတ်4နေရာကကျွန်တော်တို့ ရဲ့မိတ်ဆွေကြီး Ryanian Writer ပါ Ryanian Writer အနေနဲ့ကလည်း Champion Single ဝင်ရရှိနိုင်တဲ့ဆိုပေမဲ့လက်ရှိလောလောဆယ်မှာပွဲစဉ်တစ်ပွဲထိုးသက်သွားဖို့ရှိနေတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ကိုအနိုင်ယူရရှိသွားမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့သူဟာ UFC ရဲ့ Champion ကဘက်စင်ခေါ်ခွဲနေရာလေးကိုရောက်ရှိသွားနေတာဖြစ်ပါတယ်ဆိုတော့ပြောရမယ်ဆိုရင်လက်ရှိလောလောဆယ် Hanset Chimaev ကိုစင်ခေါ်ထိုးသက်နိုင်တဲ့ဒီ fighter ကတော့ကျွန်တော်ထင်ပြောရမယ်ဆိုရင်တော့နံပါတ်1နေရာက Drinket Duplessis အနေနဲ့နံပါတ်2နေရာက နာဆရင်းအာမာဗော့နှစ်ယောက်တို့ပဲရှိတယ်လို့ထင်မြင်မိပါတယ်။ဒရီဂက်ဒူပလက်စစ်အနေနဲ့ကတော့ဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့မီဒယ်ဝိတ်တန်းချန်ပီယံကဘက်ကိုသူ့အနေနဲ့နှစ်ကြိမ်ကာကွယ်ပြတ်ထားခဲ့တာရဲ့ပြီးတော့ဒီ နမဲပိုင်းရပြောရမယ်ဆိုရင်လည်းနမဲကြီးဖိုက်တာဖြစ်နေတဲ့အတွက်ကြောင့်မလို့ rematch ပြန်ရနိုင်ဖို့ရှိတဲ့အနေအထားဖြစ်ပါတယ်။ Nasrin Amavov ကိုပြောရမယ်ဆိုရင်တော့ Nasrin Amavov အနေနဲ့ဒီသူ့ရဲ့အကောင်းဆုံးသောနိုင်ပွဲကိုပြောပါဆိုရင်တော့အရင်တုန်းက middleweight dan champion ဟောင်း Israel Adesanya ကိုနိုင်ယူသွားတဲ့ဒီပွဲစဉ်ပွဲကတော့တော်တော်လေးကိုကြီးလုတ်ကောင်းတဲ့ပွဲစဉ်ပွဲပါ။သူ့နေနောက်ဆုံးထွက်သက်သွားခဲ့တဲ့ ဒီကာရိုဘာဟာရိုနဲ့ပွဲစဉ်မှာဆိုရင်လည်းသူ့အနေနဲ့သူ့ရဲ့အစွမ်းရည်ကိုအပြည့်အဝထုတ်ဖော်ဖျက်တာသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချန်ပီယံစင်ကောကွန်ရရှိနေတဲ့အနေအထားဖြစ်တယ်လို့ ranking မိုင်းမှာလည်းနံပါတ်1နေရာထိရောက်နေတဲ့အတွက်ကြောင့်မို့လို့ချန်ပီယံစင်ကောကွန်ကသူ့ကိုပေးရင်ပေးလို့ရတဲ့အနေအထားရှိပါတယ် ဒါပေမဲ့ချန်ပီယံကြီးဟန်ဆက်ချင်မာရဲ့အနေနဲ့ကပြီးခဲ့တဲ့ဒီအောက်ဂတ်လမှာရှင်ပြိုင်ထိုးသက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့များမကြခင်အချိန်အတွင်းမှာချန်ပီယံကပ်ကောက်ကောက်ပွဲရှင်ပြိုင်ထိုးသက်သွားဖို့အနေထားသိမ့်မရှိဘူးလို့ကျွန်တော်အနေနဲ့ကတော့ခံမှန်းသုံးသပ်မိပါတယ်။ဘလိုပဲပြောပြောဟန်ဆက်ချင်မာရဲ့အနေနဲ့သူ့ရဲ့ပထမအဦးဆုံးချန်ပီယံကပ်ကောက်ကောက်ပွဲပွဲစဉ်ကတော့လွယ်ကူနေအောင်မှာပဲဖြစ်ပြီးတော့ striker တယောက်နဲ့ပွဲတည်ပေးမယ်ဆိုရင်ဟန်ဆက်ချင်မာရဲ့အနေနဲ့ပထမအဦးဆုံးပွဲစဉ်မှာပဲပထမအဦးဆုံးအချီမှာနိုင်ရရှိသွားဖို့နေတာရှိပါတယ်။ သူရဲ့အဓိကပြိုင်ဘက်ကတော့ကျွန်တော်အခုချိန်မှာထင်မြင်မိနေတာက Ryanair Director ဖြစ်ပြီး Ryanair Director အနေနဲ့ Champion ကပတ်စဉ်ခေါ်ခွင့်ရရှိသွားပြီးအချိန်ဆိုလို့ရှိရင်တော့တော်တော်လေးကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီ Hansen Chima ရဲ့အနေနဲ့ Ryanair Rider နဲ့ရှင်ပြိုင်ထိုးတက်တဲ့အချိန်မှသာပွဲကောင်းပွဲကျန်တဲ့ပွဲဖြစ်လိမ့်မယ်လို့ခန့်မှန်းသုံးသပ်မိပါတယ်။ Rider တွေအနေနဲ့ကရော Hansen Chima ရဲ့နောက်ထပ် Diamond Fighter ကပဲ Fighter ဖြစ်သွားနိုင်တယ်လေ။ပြီးတော့ Hansen Chima နဲ့ Ryanair Rider ရဲ့ပွဲစဉ်ကရောဖြစ်လာနိုင်သလားဆိုတဲ့အကြောင်းကိုကျွန်တော်လည်းအတူတူ comment မှာဆွေးနွေးသုံးသပ်ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာ။နောက်ထပ်တင်ဆက်ပေးသွားခြင်းနဲ့ပွဲစဉ်ကတော့ UFC ရဲ့ Heavyweight Dan Champion ကပဲလူပွဲပွဲစဉ်ဖြစ်တဲ့ Cyril Gane နဲ့ Tom Aspinall ရဲ့ပွဲစဉ်အကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားခြင်းပါတယ်။ UFC ရဲ့ heavyweight တန်း champion ကပတ်စင်ခေါ်ပွဲဟာဆိုလို့ရှိရင်တော့ဒီပြီးခဲ့တဲ့ UFC ရဲ့ heavyweight တန်း champion ဟောင်းကြီး John Jones အနေနဲ့ UFC heavyweight တန်း champion ကပတ်ကိုစွန့်လွတ်သွားတဲ့အချိန်ကမှစပြီးတော့ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ John Jones အနေနဲ့ UFC ရဲ့ heavyweight တန်း champion ကပတ်ကိုအကြကြီးကင်ထားခဲ့တာကြောင့် heavyweight တန်းမှာဒီ fighter တွေအနေနဲ့ champion ကပတ်စင်ခေါ်ခွင့်ရဖို့တော်တော်လေးကိုစောင့်ခဲ့ရတာဖြစ်ပြီးတော့ ဖိုင်ဒါရီနေနဲ့ရွယ်ချက်မရှိထိုးတက်နေခဲ့ရတယ်လို့ဖြစ်ခဲ့တာပါ။ဒါပေမဲ့ Don Aspin နေနဲ့အခုချိန်မှာဆိုလို့ရှိရင်တော့ Zero Gain ကိုအရှင်ပြိုင်ထိုးတက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ Heavyweight Dan ကတော့တော်တော်လေးကိုလှုပ်လှုပ်ခတ်ခတ်ပြန်ပြီးတော့ဖြစ်လာပြီလို့ပြောရမှာပဲဖြစ်ပါတယ်။ Heavyweight Dan မှာဆိုရင် Don Aspin နေကလက်ရှိလောလောဆယ်မှာဂျားဖြတ်ချန်ပီယံကနေပြီးတော့ချန်ပီယံဖြစ်လာခဲ့တဲ့ Fighter ဖြစ်ပြီးတော့သူ့ရဲ့ Record ကတော့တော်တော်လေးကိုကြောက်ဖို့ကောင်းပါတယ်။ MMA ပွဲစဉ်ပေါင်း18ပွဲထိုးသက်ထားပြီးတော့15ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ရရှိထားတဲ့15ပွဲထဲမှာ15ပွဲလုံးကိုအပြတ်ဖြတ်ထား ားပြီးတော့အဲ့ဒီကောင်မှ12ပွဲအထိကိုသူ့အနေနဲ့အလဲထိုးနိုင်ယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒွန်အက်စပိုင်နယ်ကတော့ပြိသက်တွေအားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲအလဲထိုးပါဝါကတော့တော်တော်လေးကိုကျန်းတဲ့ဖိုင်တာပါသူ့ရဲ့ပွဲစဉ်တွေကိုကျွန်တော်တို့လည်းအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်စာဂီပါလ်ဘိုဘစ်နဲ့ပွဲစဉ်ကြမှာစပြီးတော့ကြည့်ရတာဖြစ်ပေမဲ့အဲ့ဒီပွဲစဉ်မှာစာဂီပါဘိုဘစ်ကိုအလဲထိုးပြီးတော့ သူ့အနေနဲ့ဒီ heavyweight တိုင်းရဲ့ champion ကပတ်ရယူသွားပုံကြီးကတော့တော်တော်လေးကိုချမ်းပါတယ်။ဒါပြင်သူ့ရဲ့ဒီ heavyweight တိုင်းဂျာဖြတ် champion ကပတ်ကာကွယ်ပွဲအနေနဲ့ Curtis Blaze နဲ့ရှင်ပြိုင်ထိုးတတ်တဲ့ပွဲစဉ်မှာဆိုရင်လည်း Curtis Blaze ကိုမှောက်သွားအောင်ထိုးပြသွားတာကတော့ Don Aspine ရဲ့လက်သီးပါဝါကြီးကိုမအံ့ဩဘဲတော့မနေနိုင်ပါဘူး။ဆိုတော့ Don Aspine အနေနဲ့သူ့ရဲ့ finish တွေအများစုဟာပထမချီမှာဖြစ်တာဖြစ်ပြီးတော့ပထမချီနဲ့ပွဲဖြစ်ပြနိုင်တဲ့တကယ်ကိုကျန်းတဲ့ကစားသမားတို့က serial game အနေနဲ့ကတော့သူ့ရဲ့တတိယမြောက် champion ကပ်အစင်ခေါ်ပွဲရှင်ပြိုင်ထိုးတက်သွားရမှာဖြစ်ပြီးတော့ serial game ဆိုတဲ့ fighter ကလည်း striking ဘိုင်းမှာသူ့အနေနဲ့ heavyweight တန်းမှာတော်တော်လေးကိုကျန်းတဲ့ fighter တွေထဲမှာပါဝင်ပါတယ်ဆိုတော့ serial game အကြောင်းကိုဆက်ပြီးတော့ကြည့်လိုက်ကြအောင်ပါ ဇီရယ်ဂိမ်းအနေနဲ့ကတော့လက်ရှိလောလောဆယ်မှာ MMA ပွဲပေါင်း18ပွဲပဲသာထားပြီးတော့အဲဒီကမှ73ပွဲနိုင်နှစ်ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ရရှိထားတဲ့73ပွဲထဲမှာသူ့အနေနဲ့6ပွဲထုကိုပွဲပြပြထားတာဖြစ်ပါတယ်။ဇီရယ်ဂိမ်းရဲ့ဒီထိုးသက်ပုံထိုးသက်နည်းဟာဆိုလို့ရှိရင်တော့သူဟာ kickboxing ကိုအခြေခံပြီးတော့ကစားတဲ့ကစားသမားဖြစ်ပြီးတော့သူ့အနေနဲ့ဒီ heavyweight တန်းမှာ movement ကတော်တော်လေးကိုမြန်တယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ Tuan Spine ကလည်းတော်တော်လေးကိုလျင်မြန်သွက်လွတ်တဲ့ကစားသမားဖြစ်ပြီးတော့ဒီ fighter နှစ်ယောက်ရဲ့လျင်မြန်ပုံလျင်မြန်နည်းကမတူညီပါဘူး။ ။စီရင်ကင်းဟာဆိုလို့ရှိရင်တော့ဒီ body movement သင်ပြန်တဲ့ကစားသမားဖြစ်ပြီးတော့သူ့အနေနဲ့အဝင်ထွက်တွေတော်တော်လေးကိုကောင်းတဲ့ကစားသမားဖြစ်ပါတယ်။ဟူးဝော်လည်းကောင်းသလိုသူ့ရဲ့ပြိုင်ဘက် fighter ကို pressure ပေးနိုင်တဲ့နေရာမှာတော်တော်လေးကိုကောင်းတဲ့ကစားသမားဖြစ်ပါတယ်။ Don Spine နဲ့လင်းမြန်မုံဘိုးကြတော့သူကတော့လက်သီး power လင်းမြန်တာဖြစ်ပါတယ်။သူ့အနေနဲ့အချိန်တို့အတွင်းမှာသူ့ရဲ့ပြိုင်ဘက် fighter နာကိုအနီးကပ်သွားပြီးတော့လက်သီးနဲ့ထိုးတဲ့နေရာမှာလက်သီးကတော်တော်လေးကိုမြန်တဲ့ fighter ပါ။ဆိုတော့ဒီ fighter နဲ့ရှင်ပြိုင်တွဲဆုံသွားမဲ့ပွဲစဉ်ကတော့ကျွန်တော်အနေနဲ့တော်တော်လေးကိုစိတ်ဝင်စားမိနေပြီဖြစ်ပြီးတော့ ပွဲစဉ်ထိုးသက်သွားမယ့်အချိန်ကလည်းနောက်မကြာခင်2025ခုနှစ်အော်တိုဘာလ25ရက်နေ့မှာရှင်ပြိုင်ထိုးသက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကတော့လုံးဝလုံးဝမလွတ်တမ်းစောင့်ကြည့်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ပရိသတ်တွေနေလည်းအဲ့ဒီပွဲစဉ်ကိုဘလူရန်စောင့်ကြောက်ကိုကျွန်တော်တို့နေဒီနေရာကနေတိုက်တွန်းရင်းနဲ့ဘဲဖိုင်တာကနိုင်ရရှိသွားနိုင်မယ်ဆိုတာ comment မှာပရိသတ်တွေကလည်းညှင့်ခုံဖြည့်ထုတ်ပေးခဲ့ကြပါဦးခင်ဗျာ နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC အဖွဲ့အစည်းရဲ့အရင်တုန်းက World Heavyweight မှာတကယ်ကိုပြင်တပါဖြစ်ခဲ့တဲ့ Kamaru Usman အနေနဲ့အခုချိန်မှာအနားယူသွားတော့မှာလားဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ် Kamaru Usman အနေနဲ့ကဒီ UFC ရဲ့ World Heavyweight မှာ GGSP ပြီးလို့ရှိရင်နန်းတက်လာခဲ့တဲ့ပြင်တပါဖြစ်ပါတယ်ကမာရူဥစမန်အနေနဲ့သူဟာသူ့ရဲ့ဒီ water weight dance champion ကပတ်ကိုအချိန်တော်ကြာကြီးကာကွယ်ပြထားနိုင်ခဲ့တဲ့ fighter ဖြစ်ပြီးတော့သူ့ရဲ့ champion ကပတ်ကို ၅ချိန်ဒီဒီကာကွယ်ပြထားနိုင်ခဲ့ပြီးတော့သူ့အနေနဲ့ဒီ UFC ရဲ့ legend ကြီး Anderson Silva ရဲ့ record ကိုတော့ချိုးနိုင်တော့မလို့ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲနောက်ဆုံးထိုးသက်သွားခဲ့တဲ့6ဂျီမြောက်ချန်ပီယံကပတ်ကာကွယ်ပွဲပွဲစဉ်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့လီယွန်အက်ဘော့ကို9ဂျီမြောက်မှာမှပွဲပြီးကန်ဒီမှာဟက်တစ်ကန်ခံလိုက်ရပြီးတော့ရှုံးနိမ်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ပြီးကတည်းကကမာရိုဥစမန်အနေနဲ့ပွဲထိုးကျဲသွားခဲ့တာဖြစ်ပြီးတော့ပွဲစဉ်3ပွဲသာရှင်ပြိုင်ထိုးသက်ကစားထားပြီးတော့ပထမဦးဆုံးပွဲကတော့လီယွန်အက်ဘော့နဲ့ပြန်ပြီးတော့မကြေပွဲကစားတာပါ။အဲ့ဒီပွဲစဉ်မှာသူ့အနေနဲ့ထပ်ရှုံးပါတယ်။ပြီးတော့နောက်ထပ်ပွဲစဉ်ကတော့ဟန်ဆက်ချီမိုင်ယက်ဖ်နဲ့ဒီမီဒယ်ဝိတ်တန်းကိုတက်ပြီးတော့ကစားတာဖြစ်ပြီးတော့အဲ့ဒီပွဲမှာလည်းရှုံးမ ြန်ပါသေးတယ်ဆိုတော့နောက်ဆုံးအနေနဲ့ထိုးထားခဲ့တဲ့ပွဲကတော့ဂျွန်လ14ရက်နေ့ဒီ2025ခုနှစ်မှာထိုးထားခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာတော့သူ့အနေနဲ့ဒီဂျိုကွင်းဘက်ကလေးကိုနိုင်ယူသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကမာရူဥစမန်အနေနဲ့တပန်းပြန်လာပြီလားဆိုပြီးတော့ပရိသတ်တွေကစိတ်ဝင်စားနေကြတာပါဒါပေမဲ့ကမာရူဥစမန်အနေနဲ့ကအခုချိန်မှာအသက်ကတော်တော်လေးကိုကြီးနေပြီဖြစ်တဲ့ဖိုက်တာဖြစ်ပြီးတော့သူ့အနေနဲ့38နှစ်အရွယ်ထိရှိပြီဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီ MMA ကစားသမားဘဝကနေပြီးတော့ prime color ကုံဆုံးသွားတဲ့အချိန်လို့ပြောရမှာပဲဖြစ်ပါတယ်။ဒါပြင်သူနောက်ထပ်ပွဲသတင်းတွေလည်းဘာမှကိုမကြားရသေးတဲ့အတွက်ကြောင့်မလို့ fighter တွေကပရိသတ်တွေကအားယူသွားပြီလားဆိုပြီးတော့သိချင်နေကြတာဖြစ်ပါတယ်။ကျွန်တော်နေကတော့သုံးသပ်မိတာကကမာရိုအုစမန်အနေနဲ့နောက်ထပ်ပွဲစဉ်တွေပွဲနှစ်ပွဲလောက်တော့ထိုးအောင်မှာဖြစ်ပြီးတော့အဲ့ဒါပြီးမှသာသူ့အနေနဲ့အားယူလောက်တယ်လို့ထင်မြင်သုံးသပ်မိပါတယ်။ champion ပြန်ဖြစ်ဖို့ကတော့လုံးဝမဖြစ်နိုင်တော့ဘူးလို့သုံးသပ်မိပါတယ်။ပရိသတ်တွေနေကရောဘယ်လိုသုံးသပ်မိတယ်လဲဘယ်လိုအမြင်ရှိတယ်ဆိုတာ comment မှာကျွန်တော်သုံးသပ်ပြောခဲ့ပြအောင်ခင်ဗျ။